။အနောက်ပြန်အင်္ဂလိပ်စာစာမပွဲအတွက် one subject one night ဘယ်လိုလုပ်မလဲ။ဟဲ့တကယ်တော့ကွာ one subject one night ဆိုတာကဟိုရှေ့မှာတော့ဘာမှမလုပ်ထားဘဲနဲ့ဒီတညာထဲနဲ့တော့ဘယ်လိုလုပ်ရမှာလဲ။တခုတော့ရှိတယ်။ရှေ့မှာတော့အင်္ဂလိပ်စာကိုအတန်အသင့်လေ့လာထားတယ်၊လုပ်ထားတယ်ဆိုရင်တော့ဆရာတို့ဒီတညာထဲနဲ့ quick revision ပေါ့နော်။မြန်မြန်ဆန်ဆန်လေးနဲ့ revision လုပ်မယ်ဟုတ်ပြီနော်အဲ့တော့ဘာတွေလုပ်မလဲဆိုရင်ဆရာတို့ grade 10 11 12တွေကအဲ့မှာ initial letter initial letter ဆက်မှတ်ပေးထားတဲ့ initial letter ကိုဆရာတို့တခန်းချင်းစီသွားမဖြေနဲ့တော့ဒီချိန်မှာ unit စစ်ထိပါမယ်ဆိုရင်အဲ့ဒီ unit 1 to 6မှာရှိတဲ့စာလုံးတွေကိုရောထားတဲ့အရောကိုဖြေတော့ဒီချိန်မှာ unit 1ဆို unit 1က initial letter တီးတဲ့အဲ့လိုဖြေရမယ့်အချိန်ဟုတ်တော့ဟုတ်ပြီနော်အဲ့ဒါကတော့ဆရာတို့အသေးစိတ်သိကြရင်တော့ initial letter ဖြေဆိုနည်းဆိုတဲ့ဗီဒီယိုလေးဆရာတင်ထားတယ်ဆရာရဲ့အကောင့်ထဲမှာဝင်ကြည့်လို့ရတယ်လောလောဆရာတော့ဆာမူဘက်အတွက် quick ပေါ့နော်လင်းလင်းမြန်မြန်နဲ့ဆရာတို့ quick revision လုပ်မယ်ဆိုရင်နော် unit 1 2 6 initial letter ရောထားတဲ့အရောကိုဖြည့်တော့ဟုတ်ပြီနော်အဲအားနည်းတဲ့သူတွေအောက်မှတ်လေးပဲလိုချင်တယ်ဆိုပြီးလိုချင်တယ်ပေါ့နော်အားနည်းတဲ့သူတွေအတွက်ကြတော့အဲ့ဒါကြီးကိုအချိန်အများကြီးတော့မပေးသင့်ဘူးနော်အနည်းအနည်းချင်းလောက်ပဲဖြည့်ပေါ့ဟုတ်ပြီနော်ပြီးသွားရင် question number 2မှာ choose set map ပေးမယ်အဲနံပါတ်1 2 3 4 5ငါးလုံးကကြတော့ vocabulary ဘိုင်းဆိုင်တယ်ပေါ့နော် အဲဒီ choose ရဲ့နံပါတ်6ကနေတန်းရကြတော့ grammar ပိုင်းပေါ့နော် grammar ပိုင်းမှာဟိုဟို grade 12ဆိုရင် subordinating conjunction တွေထဲမှာ if တို့ unless တို့ဒီ colon လေးဖောက်ပြီးဒီနေရာမှာ if လား unless လားအဲ့လို conjunction လေးတွေမေးတာရှိတယ် must 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 သုံးလားအဲ should သုံးလားအဲအဲ့ဒါလေးမေးတာရှိတယ်ပေါ့နော်အဲ့အပိုင်းမှာနံပါတ်ဒီ choose မှာနံပါတ်1-5ကနည်းနည်းလေးပို့ခတ်မယ်လို့ဆရာထင်တယ် ရှုစီရဲ့နံပါတ်6ကနေတန်ဂရမာဆိုတော့ဖြေရတာဂရမာရရင်တော့ပိုလွယ်မယ်ပေါ့နော်ပိုအမှတ်ယူလို့ကောင်းတယ်အဲဆရာတို့ကမေဂွန်ဟောင်းအစုံလိုက်ထဲမှာပေါ့နော်ဒီ choose ကိုမေဂွန်ဟောင်းထဲမှာဟို unit တွေဆွမ်းနာပြောလို့ပဲ unit တွေအကုန်လုံးရောထားတာကိုဖြေကြည့်တင်နေပြီဒီချိန်မှာအဲ့လောက်ကိုမနိုင်ရင်တော့ဆရာဆွမ်းနာပြောလို့ဒီ choose ရဲ့နံပါတ်6ကနေတန်ဂရမာအောင်မေးတာအဲ့ grammar ဘိုင်းလေးကိုဖြတ်ကြည့်သွားလိုက်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ grammar grammar နဲ့ပတ်သက်ရင်ကြတော့ notes တွေကိုကြက်ပါပြီးရင် notes တွေကိုရမှဆရာတို့ဖြေလို့ရမှာအဲ notes တွေကိုမကြက်ဖဲနဲ့ကိုကဖြေလိုက်တယ်ဖြေလိုက်ပြီးတော့မေ့သွားရင် notes ကိုပြန်ကြည့်တယ်အဲ့ဒီခါမှာစာမုံးဝဲမဖြေခင်မှာစင်တီနေတာပေါ့ note ကိုပြန်ပြန်ခိုးကြည့်နေတာလေဟုတ်လား notes ကိုအလွတ်အဲမကြက်ဖဲနဲ့ဖြေနေတာပေါ့အဲတကယ်လို့စာမုံးဝဲကန်းနဲ့လည်းရောက်ပေါ့ notes ကိုမေ့သွားတဲ့အခါမှာကိုကဘာဖြေလို့ဖြေရမှန်းမသိတော့အဲ့တော့ notes ကိုအလွတ်ရအောင်ရင်ကြက်ကြက်ပြီးသွားရင် grammar အမျိုးအစားတွေအဲတမျိုးကိုတပုတ်နှစ်ပုတ်လောက်စီဖြေကြည့်လက်နဲ့ချဖြေစရာမလိုဘူးတလားမျက်လုံးနဲ့ကြည့်လိုက် အာဒီမှာဒီမေးခွန်းဆိုတာဘလို့ဖြေမလဲစိတ်ထဲကနေဖြေလိုက်ဖြေပြီးသွားရင်အဲအဖြေကိုပြန်တိုက်ကြည့်เนาะအဖြေလည်းပြန်တိုက်ကြည့်အောင်ကိုဖြေတာလည်းမှားနေအောင်အဲအဲ့လိုမျိုးလေးတက်နဲ့ချရေးမနေနဲ့เนาะဟုတ်ပြီအဲ့ဆိုရင်ပိုဝါငါးမှတ်ကတော့အထူးပြောစရာမလိုပါဘူးကြက်ရမယ်ဆိုတာတောက်သူမျိုးအကုန်ဖြေပြီးသားเนาะအဲ့တော့ answer the question ငါးမှတ်ကကြတော့သူကကြတော့ read the passage ကိုကြည်ကြည်ငင်ငင်ကြီးဖတ်ထားမှရမှာကြက်ထားမှရမှာဆိုတော့ဆရာကတော့ဟိုပါเนาะဟိုဦးစားမပေးဘူးပေါ့เนาะဒီငါးမှတ်ကိုเนาะအဲ့တော့ဒါဆရာမှားပြီးကျေပြတာ ကျေပြထားတာတွေကဘာလဲဆိုတော့အောင်မှတ်လိုချင်တဲ့ကလေးတွေအတွက်ကြတော့ကျေပြတာပဲကြည့်ပေါ့အုံနုလိုချင်တော့အကုန်ကြည့်ရဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်နောက်တစ်ခုကကျတော့ read the basic scene read the basic နဲ့ပတ်သက်တဲ့ scene ဆိုရင်ဒါခက်စားဟုတ်တဲ့စာပိုက်ကိုမိမ read the basic ဖြည့်ဆိုနီး notes တွေကိုကြက်ထားနော် why နဲ့ mean ဘာတွေနဲ့ဆက်လို့ရလား because to နော် because of to ဒါတွေပေါ့နော် notes တွေကိုကြက်ထားပြီးသွားရင် notes တွေကိုကြက်ထားပြီးသွားရင်အဲ့ဒီ answer set sorry မှားပြောတာနော် read the basic ရဲ့ အဲအမေးဖြေလေးသုံးလေးပေါ့ဖြေကြည့်ပေါ့နော်အများကြီးလဲသွားမဖြေနဲ့အချိန်မရှိဘူးဖြေကြည့်တယ်လက်လက်လျှောက်ရေးမနေနဲ့ဆရာဆန္ဒပြောလို့ညလုံးနဲ့ကြည့်လိုက်တယ်ဖတ်လိုက်တယ်စိတ်နဲ့ဖြေတယ်ပြီးရင်အဖြေပြန်တိုက်တယ်ညလုံးနဲ့ပဲအလုပ်လုပ်သွားမယ်ဆရာတို့လက်နဲ့ရေးနေဟိုပေါ့နော်အချိန်မမီမှာဆိုလို့နော်ကဲနောက်တစ်ခုကကြတော့အဲ့ဒီ read the passage ကိုကြတော့သုံးလေးပုတ်ပဲမေခွန်းတွေကိုဖြေမယ်ဒါပေမဲ့ read the passage စာပိုက်ကြီးတွေကိုကြတော့တေးတေးချာချာလေးဖတ်ထားမယ်စာပိုက်ကိုနားလည်မှဖြေလို့ရတယ် ဟုတ်ပြီနော်အဲ့တော့ reader passage စင်းလို့ပဲ and စင်းရလဲစင်းနဲ့ဖြည့်ဆိုပုံကြီးကစင်းတယ်အဲ့တော့ဒီကောင်က15မှတ်နော်ဆရာမှားရတာ sorry 15မှတ်နော် and စင်းက15မှတ်အဲ့တော့ဒီမှာဆရာတို့ and စင်းကိုဖြည့်မယ်ဆိုစင်းနဲ့ဖြည့်ဆိုပုံကြီးတူတယ်ဒါပေမဲ့ and စင်းမှာတစ်ခုဆရာသတိပေးချင်တာအဲအတိတ်ပဲတူတဲ့စကားလုံး၅လုံးဖြည့်ရတယ်ပေါ့သူကအပူ၃လုံးပေးထားတယ်နော်၆လုံးပေးထားတယ်၅လုံးဖြည့်ရမယ်အဲ့မှာဖြည့်မယ်ဆိုရင်အဲ့ဒီစကားလုံး၆လုံးမှာ စာပိုက်ထဲမှာစကားလုံး6လုံးရှိမယ်နော်အဲ့ဒီစကားလုံး6လုံးမှာဘယ်စကားလုံးကိုကအတိဆုံးလဲအတိအကျသိတဲ့စာစာလုံးအဲအဲ့ဒါနဲ့ပတ်သက်တဲ့ထားပါတော့အတိအကျသိတာနှလုံးပါတယ်ဆိုအဲ့နှလုံးကိုအရင်ဖြေလိုက်ပြီးတော့မှမသိတဲ့ဟာကိုနည်းနည်းပါးပါးဟိုကြည့်ချက်ဖြေပေါ့နော်မှန်းစာပြီးဖြေပေါ့တကယ်တော့နှလုံးလောက်တော့မဟုတ်ဘူးတကယ်အစဉ်ပြေတဲ့ကလေးဆိုရင်ကိုသိတဲ့စာလုံး၄လုံး၃လုံးအဲ့လောက်တော့ပါတယ် နော်စာလုံးအခက်ကြီးတွေကြီးပဲပါမှာမဟုတ်သိတဲ့ဟာကိုအရင်ဖြည့်ပြီးမှမသိတဲ့ဟာကိုမှန်ဆပြီးဖြည့်အဲ့ဒါပြောချင်တာဟုတ်ပြီနော်ဒါပြီးသွားရင် dialogue dialogue ကကြတော့ dialogue နဲ့ exchange ရတာစကားပြောရင်းနဲ့ဆိုင်တာအဲ့မှာဆရာအကြံဉာဏ်ပေးချင်တာကအောင်မှတ်ယူမဲ့ကလေးရတော့ dialogue ကိုပိုကြည့်စေချင်တယ် dialogue ကဖတ်စာအုပ်ထဲကမေးတာတော့များတယ်ပေါ့တခါလေလဲမမေးတာကြီးရှိတယ်အဲ့တော့သို့တော်လဲ dialogue က exchange ထက်ဆိုင်ပိုလွယ်မယ်လို့ဆရာထင် အောင်မှတ်သမား dialogue ပဲကြည့် exchange ကိုမကြည့်နဲ့နော်အုံနုသမားကတော့အကုန်ကြည့်ရမှာ ဲ့တော့ဒီမှာ dialogue ဖြည့်မယ်ဆိုရင်ဆရာတို့အဲမိကုံဟောင်းလေးတွေဖြည့်ကြည့်ပေါ့နော်ဖြည့်တဲ့အခါမှာတပုတ်လုံးကိုဖတ်ပြီးမှတွက်လက်နေရာမှာဘာထည့်ရမလဲဆိုတာစဉ်းစားတချောင်းကြည့်ပြီးတချောင်းသွားမထည့်နဲ့တပုတ်လုံးကိုဖတ်ချပလိုက်တပုတ်လုံးကိုဖတ်ချပလိုက်ပြီးတော့မှအဲစကားပြောတွေပေါ့နော်တစ်ခုလုံးဖတ်ပြီးတော့မှเออเบเนียมาบาแท่ยังไม่ได้สอตะคูจีนไลท์แท่จีบ่เนาะดาเสียก็อาจารย์เพิ่นแม้ပြောดาบ่เนาะพี่รออะห่าเลีริโหเมโกนฮองตองเลบ่หลอกผีจีบ่ ဟုတ်ပြီဒါဆိုရင်အဲ့ချင်းလဲအဲ့တိုင်းပဲမေးခွန်းအောင်သုံးလေးပုတ်ဖြစ်ဒီအဲ့ချင်းကတော့ dialogue ထန်တယ်ပို့ခတ်မယ်ဖြစ်တဲ့အတွက်ကြောင့်ဂုံမူးမားတွေပဲကြည့်တင်တယ်အဲအောင်မသမားတွေကတော့နော်အချမ်းချင်းလောက်ပဲအချိန်အများကြီးအဲ့မှာတော့မဖြုံးနဲ့နော်အချမ်းချင်းပဲလက်တာနော်အောင်မသမားလေးကြည့်ရမှာပဲဒီမှာကျေပြထားတယ်လက်တာအဖွင့်အဖွင့်အပိတ်ကိုကြက်ထားလိပ်စာတက်တာအဖွင့်အပိတ်ကြက်ထားပြီးရင်အလဲရ body မှာမေးခွန်းနဲ့ကိုက်ညီတဲ့စာမျိုးကိုတက်တလောက်မှတ်တလောက်ကြီးလက်တာပုံစံဝင်သွားတယ်ဆိုသူကအမှတ်ပေးမှာပဲ နော်သူ့ရဲ့ပုံစံဝင်အောင်လုပ်ပြီးသွားရင်ပြောချင်တာကလက်တာမှာနှစ်ပုတ်ပေးထားတယ်မိကုံးကိုဖတ်ကြည့်ကိုနဲ့ယင်းနီကျွမ်းဝင်တဲ့အကြောင်းအရာကိုရေးအဲ့အပုတ်ကိုရွေးပြီးရေးကိုမသိတဲ့ဟာကိုရွေးပြီးမရေးနဲ့နောက်ခုအစီအစီအရကြောင့်ဒါဂုံနူးသမားတွေတော့တီးတန့်ဖြစ်သွားပြီပေါ့နော်ဒီမှာကျဲမပြထားဘူးနော်အောင်မသမားတွေကရေးတတ်သလောက်သာရှောက်ရေးအစီကိုအောင်မသမားကိုမရေးခိုင်းတာမဟုတ်ဘူးရေးတတ်သလောက်ရှောက်ရေးဘာမှမရေးတာထက်စာရင်အမှတ်ရတယ် နော်ဘာမှမရေးတာထက်ဆိုင်ကဲမှတ်တွေပါဖြစ်လာလိမ့်မယ်နော်တမတ်နှမတ်လူနေလာကဲပေးလိမ့်မယ်ရေးထားတဲ့သူကိုအဲ့တော့မကြည့်အချိန်မပေးတော့ဘူးပြောတာအောက်မှတ်သမားတွေကိုဆောင်ဘုတ်မှာမရေးခဲ့ဖို့ပြောတာမဟုတ်ဘူးရသလောက်ရှောက်ရှောက်ရေးကွာ subject of object နဲ့ရှောက်ရေးပြီးတော့အရင်ဂုံလူသမားတွေကကြတော့ဒီချိန်မှာ SC ကိုဂုံလူမိုင်းနဲ့ဆိုရင်ကြတော့ဘာလို့အောင်မေကွန်ဟောင်းထဲမှာမေးလေးမေးထားရှိတဲ့ SC ခေါင်းစဉ်တွေလက်တာလည်းဒီလိုပဲပေါ့နော်မေကွန်ဟောင်းထဲမှာမေးလေးမေးထားရှိတဲ့ခေါင်းစဉ်တွေကိုလိုက်ကြည့်ပြီးတော့အဲ့ဒီခေါင်းစဉ်နဲ့ပတ်သက်တဲ့ အဲဆရာကြီးတွေရေးပြထားတဲ့လက်တာအစီလေးတွေကိုဖတ်ထားတော့ချပြီးရေးပြီးကျင့်ရမယ့်အချိန်မဟုတ်တော့ဘူးဖတ်ထားဘလို့ရေးကလေးဆိုတဲ့နီးစနစ်ကိုအဲမှတ်ထားပါတော့เนาะပြီးသွားရင်ဆရာရင်ပြောခဲ့ဘူးတယ်အဲ့ဒီအစီထဲမှာတုံးတဲ့အတုံးနှုံ phrase လေးတွေเนาะစကားစုလေးတွေဘလို့တုံးသွားလဲဆိုတဲ့ဟာလေးတွေတော့နည်းနည်းပါပြန်နှိုးရမယ်ပေါ့เนาะနည်းနည်းပါပါပြန်နှိုးရမယ်ကဲအဲ့ဒါဆိုရင်เนาะဒါဆိုရင်တော့ဂုံနူးသမားဖြစ်စီအောက်မတ်သမားဖြစ်စီ အဆင်ပြေပြေရှင်းနိုင်ကြမယ်လို့မျှော်လင့်ပါတယ်။တင်တန်းလေးစုံစမ်းရင်ကျင်းရင်တော့ဆရာရဲ့ Telegram @tinthong90 အကောင့်မှာလာပြီးစုံစမ်းလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။